ဒီနေ့ကစိတ်ပြေလက်ပြောင်ဆိုပြီးတယောက်တည်းစကိုင်းတောင်ပေါ်တက်ခဲ့တယ်ဗျဒီတစ်ခါမရောက်ဘူးတဲ့နေရာကြီးတွားကြည့်မယ်ဆိုပြီးကျွန်တော်ရှောက်သွားခဲ့တာဗျဘယ်နေရာမှမသိဘူးဗျရောက်သွားတဲ့အခါမှာလုံးခဲ့တဲ့နှစ်ပေါင်းရာကျော်လောက်လို့ထင်ရတဲ့အဆောက်အဦကြီးတွေတွေ့တယ်ဗျဖုန်ကြီးချောင်းကြီးတွေပေါ့ဗျာဒါပေမဲ့လည်းဘယ်သူမှလည်းမရှိဘူးဗျဘေးမှာတောတွေရှိတယ်တောင်တွေရှိတယ်တစ်ပင်တွေရှိတယ်ဘာလူတွေသူတွေမှလည်းမရှိဘူးဗျအဲကြည်နူးတိတ်ဆိတ်ပြီးတော့ ြည်နူးစရာလည်းကောင်းသလိုခြောက်ချားစရာလည်းကောင်းလာတယ်ဗျအဲ့နာမှာလူရဲဆိုလူလည်းမရှိဘူးဗျအဲဖုန်းကြီးအိုကြီးတပားကိုတော့ခဏတွေ့လိုက်တယ်ဖုန်းကြီးကိုခြောက်ကြည့်တော့ဒီခူရီဂူရီအဆောက်အဦတွေလည်းဝင်ကြည့်လို့ရလားဗျာဆိုတော့အေးဝင်လို့တော့ရတယ်ကွာဒါပေမဲ့စပယ်ကြီးငွေကြီးတွေရှိတတ်တယ်ကွာမကြာခဏတွေ့ရတယ်အကြီးအနေများပါတယ်လူလေးရဲ့တော့မကြည့်ပါနဲ့လို့ ပြောလို့ကျွန်တော်လဲဂူပေါက်ကနေပြီးတော့ပဲဓာတ်ပုံရိုက်ပြီးပြန်လာခဲ့တယ်ဗျအေးချမ်းတိတ်ဆိတ်တယ်လို့ခြောက်ချားစရာလည်းကောင်းတယ်ကျွန်တော်လဲအဖုံမပါတော့ဆက်လည်းမသွားရဘူးဗျအဲဒါကြောင့်ကျွန်တော်နဲ့အတူတူလိုက်ခဲ့ခြင်းနဲ့လူရှိရင်လဲပြောပြရတာကျွန်တော်နောက်တစ်ခါထပ်သွားခြင်းတွေဗျအဲကြောင်လဲကြောင်လဲသွားလဲသွားခြင်းတွေအဲဒါကျွန်တော်အဖို့ပါမှဖြစ်မယ်ဗျဒီတစ်ခုပြောသွားကြပါဗျာ